မှာအောက်မှာသူကကြိုးတန်းတန်းလေးပါတယ်နော်ဒီမှာကြိုးလေးတန်းတန်းလေးပါတယ်ကြိုးဆွဲခလုတ်လေးနဲ့အရန်ကိုအရန်ကိုမိုက်တယ်ဆိုတော့ဒါလေးဆွဲရတာနဲ့ဟောဒီမှာမီးအလေးအကြောက်စရာကောင်းအောင်လင်းတယ်ဗျာအကျန်းတော်တော်လင်းတာကျွန်တော်ဟဲ့ဒီစိုင်းအရှိရာဂိုတောင်ထဲမှာဆိုတော်တော်လင်းထိန်သွားတာလေဗျာဟော81ကအစ်စ်ထက်ရောက်လာတဲ့ solar panel ဖြစ်တယ်ဒီ solar panel light ကကျွန်တော်တို့ဗျာ မော်ဒယ်2မျိုးထွက်လာတယ်ပေါ့အဲ့ဒီမော်ဒယ်2မျိုးမှာပါလာတဲ့ဆိုလာအချက်ကူတော့ကျွန်တော် အကြိုက်ဆုံးပဲဖြစ်တယ်သူ့မှာပါတဲ့ဆိုလာပန်နယ်ကမိုနိုခရစ်စတယ်ကိုအသုံးပြုထားတယ်ဆိုတော့တော်တော်လေးမိုက်ဝါးကြီးဒီမိုနိုခရစ်စတယ်ဆိုတာကဗျာကျွန်တော်တို့ဒီဆိုလာအချက်ကအလင်းရောင်ရရှိတဲ့နေရာလေးရောက်တာနဲ့ကိုသူကသူ့ရဲ့ဘက်ထရီကိုအားသွင်းနေတယ်ပေါ့သို့တော်ညာလည်းပဲအားသွင်းတဲ့နှုန်းကတော့နည်းပါတယ်။သူကသွင်းတယ်လို့ပြောချင်တာပေါ့။တချို့ဆိုလာပန်နယ်တွေကအဲ့လိုမသွင်းဘူး။နောက်ပြီးတော့လို့ရှိရင်ကျွန်တော်အားသွင်းတော့မြန်ရင်တော့ဗျာဆိုလာပန်နယ်ဆိုတဲ့သဘောတရားကတော့ကျွန်တော်တို့ နေချက်ချက်ပူတဲ့နေရာမှာထားတာတော့အကောင်းဆုံးပါပဲเนาะကျွန်တော်တို့နေအောင်ရရင်တော့အားသွင်းတာတော့မှန်တယ်ဒါပေမဲ့အားသွင်းထုံးတော့နင်းပါမယ် တာโอเคဆိုလာမီးသီးမှာဆိုလို့ရှိရင်ဒီဆိုလာမီးသီးဟာသူ့နေရောင်ခြည်နဲ့ပဲအားသွင်းမယ်ညကျလို့ရှိရင်အော်တိုလင်းမယ်ကိုမန်ကိုလည်းအပိတ်ဖွင့်ကျွန်တော်တို့အလင်းအနိုင်အလင်းမြင့်ဆိုပြီးတော့လဲအသုံးပြုလို့ရနိုင်တယ်မော်ရယ်ဝင်လာတဲ့နှမျိုးကတော့ကျွန်တော်တို့60ဝက်နဲ့ကျွန်တော်တို့120ဝက်ဆိုပြီးတော့နှစ်မျိုးဝင်လာတယ်အထက်ထဲမှာပါတဲ့60ဝက်ဆိုရင်တော့အထက်ထဲမှာမီးသီးတစ်လုံးပါတယ်အဲဒီဘက်ထရီကလည်း3.74 lithium battery ကိုကျွန်တော်တို့၄လုံးတော့အသုံးပြုပေးထားတယ်ဆိုတော့ ော့ one hour အနေနဲ့ဆိုရင်44.4 one hour လောက်အသုံးပြုလို့ရတယ်ဆိုတော့ဒီ60ဝက်မီးသီးကိုကျွန်တော်တို့ကအာအားအနိုင်နဲ့သုံးမယ်ဆိုရင်လူချင်းမင်းတို့၈နာရီပတ်ဝန်းကျင်လောက်အသုံးပြုနိုင်ပြီးတော့အားအပြည့်နဲ့သုံးမယ်ဆိုလို့ရှိရင်တော့၄နာရီကျော်လောက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။သူကတော့အားသွင်းမယ်ဆိုရင်တော့ဆိုလာပြားကိုကျွန်တော်နေရောင်ထဲမှာပဲထားပြီးတော့အားသွင်းရမှာဖြစ်တယ်။တော်တော်လေးအဆင်ပြေပါတယ်။ ဒီဘက်က120ဝက်ကတော့ခုနပြောသွားတဲ့60ဝက်ကနှစ်ဆဖြစ်သွားတာပေါ့ဗျာအထဲမှာတုံးလို့ရတဲ့မီးသီးကလည်း60ဝက်နှလုံးပါလာတယ်ဆိုတော့ကျွန်တော်တို့120ဝက်ပေါ့နှစ်ခုပေါင်းလို့ရှိရင်တော့အထဲမှာပါတဲ့ battery ကလည်းကျွန်တော်တို့က3.7ဗို့ကိုသူက၈လုံးသုံးပေးထားတယ်ဆိုတော့88.8ဝက်ဟာဝါပါဝင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီနှလုံးလုံးအသုံးပြုမယ်ဆိုရင်လည်းအလင်းရအများနဲ့အသုံးပြုမယ်ဆိုရင်၄နာရီလောက်အသုံးပြုနိုင်ပြီးတော့အလင်းရအနည်းနဲ့အသုံးပြုမယ်ဆိုရင်လူချင်းမင်းတို့က ၈နိုင်ကျော်လောက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်ကမီးသီးတစ်လုံးနဲ့ပါတဲ့60ဝက်ကူပဲကျွန်တော်အရင်စမ်းပြပြီးမယ်ဗျာကျွန်တော်အပြင်မှာတော့ထုတ်ပြီးတော့စင်ကြည့်ပြီးပါတယ်ကုမန့်ကူပေါ့နော်ဆိုတော့ဒီအိမ်ရှိလေးမှာဆိုလာပြားလေးကျွန်တော်ချထားတယ်နေပူတဲ့နေရာတော့မဟုတ်ဘူးပေါ့ဗျာဆိုတော့ဒီဆိုလာပြားနဲ့ကျွန်တော်သူ့ကွန်ထရိုလာကိုတွားတဲ့ကျိုးက15ပင်ရှိပါတယ်ဆိုတော့သူ့ကွန်ထရိုလာထဲမှာပဲတခါတည်းသူကဘက်ထရီကိုထည့်ပေးထားတယ် ဘယ်ထရီကလည်းကျွန်တော်အရှိမပြောသလိုပဲ3.74ကို၄လုံးသုံးပေးထားတယ်ဆိုတော့အားတော့အကြာကြီးခံမယ်ဆိုတော့ဒါကတော့ဆိုလာဘက်ကလာတဲ့အကျိုးအဝင်ပေါ့ဒီမှာရေးပေးထားတယ်ဆိုလာဝက်ကသူက15ဝက်ရှိပါတယ်5ဖို့ဒီမှာရေးပေးထားတယ်ဒီဘက်ကကျိုးဝကြတော့ကျွန်တော်တို့သူ့မှာပါတဲ့မီးသီးတလုံးကိုဒီမှာကျွန်တော်တို့လာဆက်ထားတယ်ဆက်ပြီးတော့ဒီမီးသီးကျိုးအရှိအားကြတော့သူက7ပေးရှိတယ်ဗျနော်ကျွန်တော်တို့အိမ်ရဲ့အပေါ်မှာကျွန်တော်ဒီမှာ လုတ်ပေးထားတယ်အဲဆလောင်းလေးနဲ့ကျွန်တော်ယာယီချိန်ထားတယ်ပေါ့ဗျာโอเคဖွင့်နေတယ်ဆိုရင်ဘယ်လိုဖွင့်မလဲဒီကွန်ထရိုလာလေးမှာအောက်မှာသူကကြိုးတန်းတန်းလေးပါတယ်เนาะဒီမှာကြိုးလေးတန်းတန်းလေးပါတယ်ကြိုးဆွဲခလုတ်လေးနဲ့အရန်ကိုအရန်ကိုမိုက်တယ်ဆိုတော့ဒါလေးဆွဲရတာ ਨੇ ဟောဒီမှာမီးအလေးအားကြောက်စရာကောင်းအောင်လင်းတယ်ဗျာအကျန်တော်တော်လင်းတာကျွန်တော်ဟဲ့ဒီစိုင်းရင်အရှိတ်ကကိုတော်ထဲမှာဆိုတော်တော်လင်းထိန်သွားတာလေဗျာโอเคပြန်ပိတ်မယ်ဆိုရင်လည်းလူချင်းမင်းတို့ကဒီကြိုးလေးဆွဲလိုက်အောင်ပဲဗျာ ဟောအရန်အဆင်ပြေပါတယ်ခင်ဗျာအခုကတော့အလင်းအောင်လေးနဲ့အားသွင်းနေတယ်လို့သူကပြပေးနေတာဖြစ်ပါတယ်နော်ဘက်ထရီအင်ဒီကေတာကိုလည်းဒီမှာပြပေးနေပါတယ်ခင်ဗျာတကယ်လို့များမှဒီနေရာမှာကျွန်တော်တို့120ဝက်ဆိုလို့ရှိရင်တော့ဒီမီးသီးကတော့နှလုံးပါလာမယ်အထဲထဲမှာပါတဲ့ဘက်ထရီကပစီတီကလည်းနှစ်ဆဖြစ်သွားမယ်ဆိုလာအချက်ကလည်းကျွန်တော်တို့30ဝက်ဖြစ်သွားမယ်ကျွန်တော်တို့ဆိုလာအချက်ကလည်းဝက်ပိုများသွားမယ်ပေါ့ဗျာโอเค fashion အကြောင်းလေးတွေပြောပြီးသွားပြီသူရဲ့ PC quality အကြောင်းလေးတွေပြောပြီးသွားပြီဆိုတော့အခုအချိန်ကတော့ကျွန်တော်တို့ဈေးနှုန်းပြောရမယ့်အချိန်ကိုတော့ရောက်လာပြီပေါ့ဗျာ Okay 60ဝက်ကတော့ဈေးနှုန်းက3,900ပါခင်ဗျာသူရဲ့နှစ်ဆပါဝါပါတဲ့မီးသီးနှလုံးနဲ့ကျွန်တော်တို့120ဝက်ကတော့ သိန်း၈900ဆိုတော့ဒီနှစ်ခုမှာတော့ငွေ၈000กว่าပါတယ်လူချင်းမင်းတို့ကြိုက်တဲ့ပစ္စည်းလေးကိုကျွန်တော်ဒီမှာ order တင်ထားလို့ရပါတယ်ခင်ဗျတကယ်လို့များ order မှာမယ်ဆိုလို့ရှိရင်အခုကြည့်နေတဲ့ TikTok ဆိုလို့ရှိရင်လည်း TikTok ရဲ့ message မှာလာမှာနိုင်ပါတယ်ကျွန်တော်တို့ comment တွေမှာမမှားပါနဲ့เนาะကျွန်တော်တို့လိန်ညာတဲ့လူတွေရှိတတ်ပါတယ်အဲ Viber မှာလာမှာလို့ရတယ်လို့ကျွန်တော်တို့ Facebook မှာဆိုလို့ရှိရင်လည်း Facebook ရဲ့ Messenger မှာလာရောက်မှာကြားနိုင်ပါတယ်တကယ်လို့များကျွန်တော်တို့စိုင်ခွင့်များကိုယ်တိုင်ကိုကြားလာရောက်ကြည့်ပြီးဝယ်မဲ့မိတ်ဆွေများလည်း ကျွန်တော်တို့ဆိုင်ခွဲတွေမှာကိုယ်တိုင်ကိုကြမျက်မြင်သေချာစစ်ဆေးစမ်းသပ်ပြီးတော့လဲဝယ်ယူနိုင်ပါတယ်ခင်ဗျဗီဒီယိုလေးပြီးဆုံးအောင်ကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုနဲ့ပြန်ဆုံပါမယ်ခင်ဗျ